ကဲမပြောပဲနေပြန်လို့လည်းမရပြန်ဘူးเนาะဗယံမတာလေးတအားပြောအခုလဲလူလူကောင်းဆောင်အသက်80ကျော်နေတဲ့အမေအိုကိုစော်ကားမော်ကားပြောထားပြန်ပြီငပောက်เนาะဘာပြောထားလဲကျွန်တော်လည်းဗီဒီယိုဖိုင်အစအစလေးနေတ냐နားထောင်ပို့လာလို့ကျွန်တော်ကြည့်လိုက်မယ်เนาะဘာတွေပြောထားလဲဆိုတာမျိုးတွေကောင်းကောင်းနဲ့နဲ့ခင်ပါဗျဒီနေ့25ရက်ဆယ်လာပိုင်း2000ထဲမှာ25ဖြစ်ပါလေဗျာဒီနေ့လောက်တွေတောင်းသားသွားတယ်လောက်တွေများတဲ့အတွက်ကြောင့်ပေါ့နော်အတွားလိုက်ခီးထွက်တာလည်းများတဲ့အတွက်ကြောင့် တန်းတိတ်မချောက်ဖြစ်ဘူးပေါ့နော်တန်းတိတ်မချောက်တော့စီကျိုးတို့တဘွားမှာစစ်ကြိုင်နဲ့အာကိုလို့မရဘူးကြာနော်တန်းလဲပုံမှန်လေးချောက်ပြီးမှပြေးလဲပြန်မှုလေးလေးရှိမှမင်းတို့ထိုင်လို့ကောင်းတာပေါ့ကြာနော်မင်းတို့ထိုင်လို့ကောင်းတာအဲ့တော့ကျမကြီးကအလန်းလျှောက်ရင်းနဲ့ပဲရုပ်ောက်ပွဲကြီးရလဲနှီးလာပြီကြာနော်အဲ့တော့ရုပ်ောက်ပွဲနှီးလာတဲ့ထဲမှာမှသူကပြူးလွယ်နေမှာပြူးလွယ်နေတဲ့မှာနေတာဆိုတော့ပြူးလွယ်မျိုးနေတဲ့ကရွတ်တော်အမတ်ကြီးအကြောင်းလေးတွေကို ေဦးလိုမျိုးတို့မျိုးသားတွေဒီဦးလိုမျိုးနဲ့တဲမှာရှိရဲ့ကြွေးရလူကြွေးရသားတွေဘာလို့ရွာသားတွေအတွက်ကိုပြောချင်ပါလေဗျာပြောချင်ပါလေနော်ကိုရွေးလိုက်တဲ့အမတ်ဟာဦးဇင်းတို့အချိန်ကပြောခဲ့တဲ့စကားလေးပဲပါတီကိုမကြည့်နဲ့လူကိုကြည့်လို့ဦးဇင်းပြောခဲ့တဲ့စကားလေးတစ်ခုရှိတယ်ဒီဆိုရလက်ထက်ကဘာကြောင့်အဲ့ဒီစကားကိုပြောခဲ့တာလဲဆိုလို့ရှိရင်အနေဒီရရွေးချယ်တဲ့အမတ်တရားဟုတ်တယ်ညိုကြီးအပြုလို့ကြီးကောင်းကြီးဆိုတဲ့လူတွေဖြစ်နေတယ်။ဘောင်ဆန်းစုကြီးရဲ့ဘောင်ဆန်းစုကြီးကလည်းပြုလို့တဲ့လူသားပဲ ဆက်ကြော်တွေမြင်လဲမဟုတ်လဲညွန့်ညွန့်ရေဖြစ်နေတဲ့လူလည်းမဟုတ်ဘူးနိုင်ငံရေးအတွေ့အကြုံမှာရောဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ဖြစ်ဟိုအန်ဒီရဲ့လူတွေကိုပုတ်တွင်ညွန့်အပြုတ်လို့ချင်းခေါင်းကျိတ်ဆိုတဲ့လူဖြစ်နေတယ်ဆိုရင်25ရာဂိုင်းနှုံးကိုယူ25ရောက်ပုံတော့25ရာဂိုင်းနှုံးကိုယူပြီးတော့တက်မတော်တာကိုစလဲဆိုပြီးလာထိုင်းနေတာအကုန်လုံးကဘာတွေလဲအဲ့ဟမ်ကာဝေးဦးစီးချုပ်ရဲ့အမိတ်တခုပဲဒီနေ့ဘယ်ပါတီကဘာအဆိုတင်သွင်းမလဲအဲ့ဒီအဆိုကိုကန့်ကွက်လို့မင်းအောင်နိုင်ကပြောလိုက်ရင် ဟာမကောက်ကွက်ဘူးဒါအတိုင်းပြီးတော့အကျိုးရှိပါတယ်လို့ပြန်ပြောနိုင်တဲ့ပြန်ပြောတဲ့တတ်မတော်တာကိုယ်စားလှယ်ရှိတာအဲ့ဒါအရှိပဲဒေါ်အန်အန်ဒီမှာတယောက်တစ်ပေါက်နဲ့ပြောချင်တယ်ပြောတာပဲပြည်သူစန္ဒအတိုင်းစစ်တပ်ကိုယ်စားလှယ်တွေအဲ့လိုပြောတာဟမ်အဲ့တော့တိုင်းပြည်ရဲ့ဘဏ္ဍာအကုန်ခံပြီး25ရာခိုင်နှုန်းလာပြီးလွှတ်တော်လာတာထိုင်နေမဲ့အတူတူဟမ်မင်းအောင်လာရင်အစား25ရာခိုင်နှုန်းအစားတယောက်လည်းလာထိုင်နေတယ်ပြီးတယ်ဖြစ်နေတာနေတော့ဘက်ကဖြစ်နေတာ ပြခင်ဗျားတို့ကလည်းသူကရိုးတယ်လိုက်တော့ရောင်းဆန်းစုကြည်ကသူ့ကိုကိုပေါ့ခုတ်လိုက်ဆိုပြီးမှဘွေတွေမြင့်သွားတာကိုဘွေတွေမြင့်သွားအမှန်နိုင်ငံရဲ့အတွေ့အကြုံကဘယ်လိုဖြစ်ဖြစ်ရောင်းဆန်းစုကြည်မှမရှိဘူးရောင်းဆန်းစုကြည်အင်္ဂလန်နိုင်ငံမှာနေခဲ့တော့ဟာနိုင်ငံရဲ့အတွေ့အကြုံမရှိဘူးတဲ့ရောင်းဆန်းစုကြည်ကဒုက္ခပဲ तू ကပြောတာဟမ် तू ကပြောတာရောင်းဆန်းစုကြည်နိုင်ငံရဲ့အတွေ့အကြုံမရှိဘူးတဲ့အဲလေကလေးထင်းကြီးအောင်တက်တယ်မိဖို့ကြောင့်မဟင်းရဲ့ချက်ပြရောသူ့ရောက်ခမနဲ့သူ့ရောက်သူ့ရောက်ကြသူ့တာသမီးနေတာနှစ်ယောက်ဒါလုတ်ပြီးချက်ရုံမတက်တက်ပဲရောင်းလိုလာထက်ဘာမှမပို့ဘူးနော်ဘာမှမဖြစ်ဘူး အော်တောင်ဆန်းစုကြည်ကဘီအေဘီအေကတော့မြန်မာနိုင်ငံမှာတက်လဲဘီအေဘီရပါတောင်ဆန်းစုကြည်ကအင်္ဂလိပ်စာရိုင်းကျွမ်းနေတယ်အဲအင်္ဂလိပ်စာကျုပ်တို့ကြောင်းမနေခဲ့ဘူးပေါ့ဗျာအဲကျုပ်တို့လည်းဟုတ်လားအဲ့ထိုက်သွားနေလို့ရှိရင်ဟုတ်လားအင်္ဂလန်နိုင်ငံမှာသွားနေအင်္ဂလိပ်စာတော့ကိုယ်လည်းဆိုတော့ကျွမ်းသွားမှာပဲနော်တော်တော်များများဖြည့်ကြည့်ကြအော်ငါပေါက်ကြီးကတကယ်ပညာမဲ့အောက်ခန်းစားကြီးပဲသူများတို့သူအပုတ်ချပြောကျင်တာပဲတိတယ်ကိုပြောလိုက်တဲ့စကားတခွန်းဟာဘယ်အဆင့်အတန်းလဲဆိုတော့စကလုံးရဲ့အဆင့်အတန်းတော့နားမလည်တဲ့အတန်းစားအကောင်ကငါပေါက်ကစာမတတ်ဘူးနေပြီတခါကျအဲ့တူအဲ့ဒီကောင် အနေနဲ့ကပ်ချင်တွေရေးလို့ရှိရင်စလုံးပေါင်းတွေမှားနေတာအနေရှိတယ်ကျွန်တော်ကြည့်နေတာနော်တကယ်ဆောင်တတ်ပင်တတ်ဖြစ်မယ်အခုလည်းကြည့်ဒေါ်အောင်ဆန်းစုကြည်ကိုအင်္ဂလိပ်မှနေလို့အင်္ဂလိပ်လိုတက်တယ်ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ကအင်္ဂလိပ်တစ်ခုလည်းတက်တာလားဟမ်ဘာသာခုနှစ်မျိုးကိုကျွမ်းကျင်စွာပြောတတ်တယ်လေငပောက်ဟမ်နင်အဲ့လိုပုံကုတ်မျိုးနင်တွားပြီးတော့ငါတို့အင်အင်္ဂလိပ်မှနေတက်တယ်ဟုတ်လားအမေဟမ်အော်ငပောက်ငပောက်ငပောက်ဒုက္ခကိုပြောလိုက်တဲ့စကားတစ်ခုဟာ ိုပြောလိုက်တဲ့လူအခု तू ကတော့ဒေါအောင်ဆန်းစုကြည်ကိုလူအထင်သေးွားအောင်ပြောပြတာငပောက်ပြောပြမယ်နော်နေဝင်းနဲ့နေဝင်းခက်ကတဲ့ကနိုင်ငံပိုင်တင်းစားတွေနိုင်ငံပိုင်ရုပ်မြင်သံကြားတွေအကုန်လုံးတည်းကိုထည့်ပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုအပုတ်ချတိုက်ခိုက်တာနေဝင်းစောမောင်တန်းရွှေခင်ညွတ်သိမ့်စိန်မင်းအောင်လိုက်ဘသူလဲွားတယ်ဒေါအောင်ဆန်းစုကြည်ဒီနေ့ချိန်ကြည့်ဒေါအောင်ဆန်းစုကြည်ရဲ့လူလူထောက်ခံမှုကြားတယ်ဟမ် ဲ့တော့မင်းတို့တွေကတကယ်အသိဉာဏ်မဲ့ပြီးမိုက်မဲတဲ့တလိမ့်ဆန်တော့တော့အတိတရားမရှိတဲ့အောက်တန်းသားတွေပဲဘာဖြစ်လို့လဲဒေါအောင်ဆန်းစုကြည်ဆိုတာမြန်မာပြည်သူမြန်မာနိုင်ငံမှာလူလူထောက်ခံမှုအများဆုံးပုံကိုဆိုတာလူတိုင်းသိတယ်နော်မင်းတို့စစ်တပ်ကိုထောက်ခံတဲ့ကိုမောင်မောင်ကိုယ်တိုင်ထောက်ပြောထားသေးတယ်ဘလောက်လူလူထောက်ခံမှုအများဆုံးရှိတဲ့ပုံကိုတယောက်ကိုထောင်ထဲဖမ်းပြီးထည့်ပြီးတော့ငါတို့ကတာကောင်းပါလားငါတို့ကတာကယ်တင်ရှင်နေငါတို့ကတာအတိုင်းကြီးကိုအုပ်ချုပ်တင်နေအောနေတာတပြည့်လူတွေကစောက်ယူးနေဆိုတာတိတယ်လေ မတကားဆိုဒီပုံကုတ်မျိုးအပြင်ထုတ်เนาะတိုင်းပြည်တိုးတက်ရေးအတွက်လက်ဆွဲပြီးတော့အလုပ်လုပ်ကြည့်ရမ်းနော်ဘလောက်တိုးတက်မလဲတိုင်းပြည်ကအခု NND အစိုးရ9နှစ်9နှစ်က NND အစိုးရ9နှစ်လို့လာပြောတာဒီကြားတဲ့ကိုဗစ်ဖြစ်လိုက်ဟိုဘေးအန္တရာယ်ဖြစ်လိုက်ပြီးလို့ရှိရင်စတက်လာတဲ့ဘတ်ဂျက်တပြားမှမကြအောင်အုံတုံးပြစ်ထိုင်တက်လာတာเนาะဘတ်ဂျက်0နဲ့တက်လာတဲ့အစိုးရเนาะဒီကြားတဲ့ကိုဗစ်ဖြစ်မျက်နှာမျိုးစုံဖြစ်ဟဲ့နောက်ပြီးတော့အဲဒီကာကွယ် ကာဝေးပြည်သေးနေဆက်ရေးရအောင်ထုတ်ခွင့်မရဘူးဘတ်ဂျက်တော့ထုတ်ပေးရတယ်နောက်ဆုံးစည်ရင်းစစ်ခွင့်တော့မရဘူးဟမ်ကာချုပ်တဘောအလောက်ထိလုံလာတဲ့ဟာတော့တိုင်းပြည်ရဲ့အပြောင်းလဲရဘလောက်ပြောင်းလဲသွားတယ်ဘလောက်တိုးတက်တယ်လူငိုင်းအကုန်တိတယ်လေခင်းဆက်ဆက်လာတဲ့ပုံနဲ့အန်တီဆိုးရငါးနှစ်လမ်းခင်းလာခြင်းတော့တူလားကွာကဲကန်းကုန်နေလေးဟာမပြောနဲ့ဟိုရွာတွေမီးမရွာတဲ့မီးမရတဲ့ရွာတွေလိုက်ပေးတာမပြောနဲ့အောင်တက်တက်လုံးလမ်းခင်းလာခဲ့တဲ့ပုံစံနဲ့အန်တီအဆိုးရခင်းမှလမ်းခင်းတဲ့ပုံစံတူလား အဲ့ဒါအပြေပဲအဲ့ဒါပေါ့ဗျာနိုင်ငံတကာသက်ဆိုင်ရေးတွေရောဗာတွေရောဟုတ်လားငင်းချိုင်းနော်ဝဲစုစည်းစုစည်းရေးဆိုပြီးမှလေတော်တော်များများပြောကြဝိုင်းကြသင်ကြည့်ကြတာပေါ့ဗျာဟုတ်လားဘယ်တော့ထိလဲဆိုလို့ရှိရင်ခင်ဗျငင်းချိုင်းနော်ဝဲစုချင်းကြီးကြည့်လိုက်အောင်လေဗျာဦးတိန်ဆိုင်ဆိုတဲ့လက်ထက်မှာဟုတ်လားငင်းချိုင်းလက်မှတ်လေးငင်းချိုင်းနော်ဝဲစုချင်းကြီးဆိုတာအဲ့နော်ဝဲစုလော်ကူရတဲ့အရာမဟုတ်ဘူးပေါက်ပန်း40နေတို့စက်ကတ်နေတဲ့ဗာလေဟိုတီးပြန်ချီဘွဲမဟုတ်ဘူးတိလိုက်နော်နော်ဝဲစုကအခုကမ္ဘာမှာစက်ကြဝရင်းမင်းလို့တတ်မှတ်လို့ရတယ်အမေရိကန်ဆိုတာ top 1စစ်တပ်ရဲ့စီဦးစီးချုပ် အဲ့ဒီစီဦးစီးချုပ်ဒေါ်နယ်ထွန့်အောင်မှနိုဘယ်ဆုကိုလိုချင်တာဘလောက်ဖြစ်နေဆက်ဆက်ခါနေတွေ့လားတန်ဖိုးမရှိတဲ့ဆုဆိုရင်အဲ့ဒီပုံကိုယ်တွေလှည့်အောင်ကြည့်မှာမဟုတ်ဘူးရှင်းလားအဲ့တော့နိုဘယ်ဆုဆိုတာပေါ့တဲတဲရထားတဲ့ဆုမဟုတ်ဘူးဒီနိုဘယ်ဆုရှင်ကိုတော့တိုင်းပြည်အတွက်အသုံးချရမှန်အရာတိုင်းပြည်အတွက်အသုံးမချတဲ့ပြင်ဖမ်းပြီးထောင်ထဲထည့်ပြီးမဟုတ်ကဟုတ်ကတွေနဲ့အပုတ်ချပြီးတော့ပြောနေတာမင်းတို့လေမင်းတို့မျက်နှာမှာဟွာကတ်ထားလိုက်တိရငါပေါ့ယောက်ျားမလုံးနဲ့မင်းအောက်ကဟာဖြုတ်လိုက်သိလား ောက်ကိုမရှက်ဘူးလားအဲ့စကားတွေပြောနေတာဟမ်တိုင်းပြည်တိုးတက်ဖို့အတွက်ဒီလူတွေကိုအတုံးချမှာခိုင်းမှာလီစာကိုနိုင်ငံတကာတန်တမာပြစ်ခတ်အပ်တယ်ဘာလို့လဲကဘာတိတဲ့လီစာကိုကဘာတိအောင်မဲနော်ကဘာလီစာရဲ့အစ်စ်မရှိဘူးနော်အစိုးရတယောက်ပဲလူငယ်တယောက်အစိုးရတယောက်ကဘာတိတယ်အဲ့ဒီအစ်စ်ကိုတော့မှသူတို့နိုင်ငံအတွက်အကျိုးရှိအောင်လီစာဆိုတဲ့နာမည်ကိုအတုံးချတယ်မြန်မာပြည်မှာနိုဘယ်ဆုရှင်တကဘာလုံးကလေးစားရတဲ့ပုံကိုနော် ကိုကိုနိုင်ငံအတွင်းမှာလည်းလူလူထောက်ခံမှုကအများဆုံးရရှိထားတဲ့လူဒီလိုပုံပုံမျိုးတိုင်းပြည်တိုးတက်ရတိုးတက်ကြောင်းတွေနှုတ်ဖို့ဝိုင်းဝန်းပန့်ဖို့ပြောဆိုဖို့မစင်းစားဘဲနဲ့ဒါကြီးပဲတနေ့တနေ့လက်ညှိုးထိုးပြီးအော်နေကြမင်းတို့လည်းမရှက်ဘူးလားဟမ်အတိတ်ခါတွေအဲ့လောက်တော့မဲ့ကြတာကွာဟုတ်တော့ငါအကောင်းရတာငါတို့ဆိုမပြောရဘူးအဲ့လောက်တော့အာငါတို့ပြောတဲ့စကားတစ်ခုမှအခုငါတို့ဆိုရင်စစ်တပ်ဘက်ကရီရှင်လုပ်တယ်ဗျံပဒါပေါက်ပန်း၄၀စကားမပြောရဘူးဘာလို့စကားတစ်လုံးကိုပြောလိုက်တာဒီတစ်ဖက်ကလူဟာ ထိလားမထိလားကိုပြောလိုက်တဲ့သကွန်ပောက်ပန်းပောက်ပန်း50ပြောလိုက်တစ်ဖက်ကလူကမထိဘူးထိမှာကိုထိမှာအခုလည်းငါမောင်မင်းတို့မစင်းစားဘူးလားငါတို့ပြောလိုက်ရင်လူတွေကဘလို့ပြန်ပြောမလဲဘလို့မြင်ကြလဲပြည်သူအမြင်ဘလို့ရှိတယ်ပြည်သူထောက်ခံမှုဘလို့ရှိတယ်လူလူအများထောက်ခံတဲ့လူတွေကိုငါဒီလိုမဟုတ်ဘူးကပြောလိုက်ရင်ငါဆောက်ဖို့ဖြစ်ဝမ်းမလားမတွေးဘူးလားအဲ့လောက်လေးတော့ဟမ်ပြောတာပြောလို့ရတယ်ပြောလို့ရတယ်ကြိုက်လို့ပြောလို့ရတယ်ဒါပေမဲ့ဘသူတန်ဖို့မဲ့အဲ့လားလေးတိဖို့လိုတယ် ထိုးရမှာဆိုအလင်းမထိုးရပါနဲ့ဦးနဲ့ဟုတ်လားညဉ့်ညဉ့်လေးမှထိုးရတော့ပါညဉ့်မထိုးရပါနဲ့ဦးပြောတာဗျ။အော်နိုင်ငံတကာစီးပွားရေးတွေဖွင့်တော့မယ်ဆိုလဲ။အော်စီးပွားရေးတွေအများကြီးဖွင့်မပေးပါငင်းကြင်းလက်မှတ်ထိုးတာအလင်းမပြောနေတော့ဆိုအခုတိုင်းပြည်ဘယ်လိုဖြစ်နေလဲငင်းကြင်းနေတာတွေးချောင်းစီးနေတာအဲငင်းကြင်းရေးဆိုတော့လက်မှတ်ထိုးရုံနဲ့ရတာမဟုတ်ဘူးအခု NCA မပြတ်ဘူးအောင်းနေတဲ့ဟာတွေက NCA လက်မှတ်ဆိုတဲ့ဟာကိုပြောနေတာငင်းကြင်းရေးလုပ်တယ်ဆိုတော့တကယ်စစ်မှန်တဲ့မူအခြေခံမူရှိမှတိုင်းပြည်တစ်ခုကစစ်မှန်တဲ့ငင်းကြင်းရေးဆိုတော့ပေါ်လာမှာ မင်းတို့တွေငင်းကြိုင်းလောက်လာနှစ်ပေါင်း60ရှိတယ်စာရွက်ဗနရွက်ကဝမ်းပြီဗနရငင်းကြမ်းလာဟမ်ငင်းကြမ်းရင်တကယ်ငင်းကြမ်းကြီးအစ်စ်မှန်ဆိုတာစာရွက်ပုံမှန်တွေလက်မှတ်ထိုးထားလို့မရဘူးမှန်ကန်တဲ့စနစ်ကနေပေါက်ပွားလာပြီးတော့တကယ်စနစ်တကျလောက်နေတဲ့ငင်းကြမ်းရင်မှထာဝရငင်းကြမ်းရင်ဖြစ်မှာဒီနိုင်ငံမှာဩအဲ့တော့စောင့်ကြည့်ပါဦးဘယ်လိုပြိပင်ခဲ့တာဒိတာမာကြီးဒိတာမာကြီးဘယ်လိုပြိပင်ခဲ့တာနော်ညီမနိုင်စော်ကားလာကြအိုးကြောက်စရာကြီးနော်ဒေါ်အောင်ဆန်းစုကြည်ကသူ့လိုမျိုးအလေးစီတဲ့ နော်အလစ်စီပါရာစီလက်ကျနေတဲ့အလစ်စီများထင်တာမသိဘူးဟိုကအခုချိန်တော့မအစိုးရမှနိုင်ငံတော်အတိုင်းအမြခံလုပ်နေတဲ့အချိန်တော့အ ਨੇ ဆုံးနိုင်ယူဝက်တရားထိုင်တဲ့ပုံပုံတော့သူအခုပါပိတ်တာနဲ့စော်ကားနေတော့မပူနဲ့ကြည့်နေမယုံရင်ကြည့်လိုက်ကျွန်တော်အပေါ်တွေမပြောဘူးငပောက်ပေါ်ကိုစောက်ကြည့်လိုက်ဒေါ်ဆန်းစုကြည့်ကိုပိတ်တာနဲ့နိုင်ပြီးတော့စော်ကားထားတယ်နော်စောက်ကြည့်လိုက်ကျွန်တော်အပေါ်တွေမပြောဘူးနော်စောက်ကြည့်လိုက်ငပောက်သိလားအခုလိုအကျိုးပေးလိုက်မယုံကြည့်လိုက် ိုင်ငံကောင်းမှုမြန်မာနိုင်ငံကြီးပွားချမ်းသာကိုသူကမလိုအပ်ဘူးဗျမလိုလားမလိုလားဘူးနော်အဲ့တော့သူကဟုတ်မင်းတို့အဲ့ဒီအဲ့ဒီစကားတွေခဏခဏပြောတယ်နော်စောက်ယူးစကားတွေအဲဒေါအောင်ဆန်းစုကြည်ကစီးပွားရေးပိတ်ဆို့ခိုင်းလို့မြန်မာနိုင်ငံသုံးတောင်းမှာဒေါအောင်ဆန်းစုကြည်ကပါကစ္စတန်နဲ့ပိတ်ဆို့ခိုင်းတာဒီမြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့ထားရင်သူ့မိသားစုကိုဂျိုးစီးပွားရလို့လားဒါမှမဟုတ်သူ့အတွက်ကိုဂျိုးစီးပွားရလို့လားသူမိသားစုအတွက်လည်းဘာမှတိုင်းပြည်ကအဲ့ကထောင်းအောင်ယူထားတာမရှိသူ့အတွက်လည်းရှိတဲ့နိုဘယ်ဆုတောင်ပညာရေးအတွက်အကုန်လှူထားတယ် ဟမ်ဒီပုဂ္ဂိုလ်ဟာဘလူ့အတွက်လုပ်နေတာလဲမင်းတို့ဒီမရှက်ဘူးလားမင်းတို့ဒီဖေခေါ်နေတဲ့ကောင်တွေရဲ့ပိုင်ဆိုင်မှုချမ်းသာမှုကိုကြည့်လိုက်သမ်းမင်းအောင်နိုင်နော်24နှစ်ညဂျူတီဝေးနေတာလေစစ်သားဆိုတာစီဝိုင်းအပြင်ထွက်လာတဲ့အချိန်ရှိတာမရှိပါဘူးအဲ့တော့မင်းအောင်နိုင်လို့လင်မြန်စညားကစားဘာရှိတယ်ကျုံဆုံးတဲ့တရားစီအောင်ပြောင်ရောင်လေးတယ်အဲ့ဒီအနေထားကနေအခုမင်းအောင်နိုင်လို့လင်မြန်ဘလောက်ချမ်းသာနေလဲအဲ့ဒီငွေတွေဘယ်ရလဲ ်မင်းတို့ပုတ်ခတ်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ကုံစုံဆိုင်လေးတစ်ဆိုင်တော့မရှိဘူးမင်းတို့ပြီးလေးကျက်တုံလေးခွက်ကလေးနဲ့ထည့်ပြီးရောင်းနေတဲ့ကုံစုံဆိုင်တစ်ဆိုင်တော့ဒေါ်အောင်ဆန်းစုကြည်မလုပ်ထားဘူးရှင်းလားအဲ့တော့အဲ့လိုလူမျိုးငါတို့တို့ပြောလိုက်လို့လူကယုံသွားမှာလားအခုငါတွင်းတို့အတွင်းမျိုးလူတိုင်းတွင်းမှာပဲလူတွေအုံတော့ရှိတယ်လေကွာဟုတ်တယ်နော်ပဲရွေးကြတယ်အမတ်တွေကလည်းဒီတိုင်းပဲဗျာဟုတ်လားငိုကြသူတို့ပြောတယ်မိုးကြချွေကြတော့ငိုကြကိုလည်းအမန်အဲ့ဒါမှအစေ့ အလီလေးသွားမှာတကယ်ဒူပေတိုင်းပြီးလုတ်ခဲ့တဲ့သူတွေတကယ်ပိတ်ဆက်ခဲ့တဲ့သူတွေကနေရာမှရမသွားတာနေရာမှရမသွားနော်ကဲဟုတ်ပါကြီးအဲ့ဒါလေးဦးလေးနဲ့ဆက်ဆက်ပြီးပြောချင်တာကဦးပြူးလူမှာအမတ်တီရွေးတယ်အမတ်တီလောက်ကြတယ်ပြူးလူတွေမျိုးလူမျိုးသားတွေကောင်းတာလေးတစ်ခုကတော့ရှိတယ်ရနော်အမတ်တို့မျိုးဝါရွေးတဲ့အမတ်လောင်းတွေတော့မပြောရပြင်းနဲ့လဲဒါအဲ့မျိုးဝါအမတ်လောင်းတွေကိုထိန်းချောင်းပေးမယ်ဘုကျုံညထွန်းဘုကျုံညိဘုကျုံမဟုတ်တော့နော်ဘုကျုံညိဖြစ်သွားပြီသူဘုကျုံပြန်လို့လို့များတော့ညိဖြစ်သွားပြီဘုကျုံညိညထွန်းပြူးလူမျိုးကနေဒါဝင်ရောက်ရှင်းပြမှာဖြစ်တယ်မဟုတ်လားလင်းရတွေ့လိုက်တယ်တွေ့ရလေတိတော်ပေါ်မှာတွေ့လိုက်တယ် ော်အတော်မှတော်တော်လေးလေးကိုယ်တိုင်လည်းပါဆိုနော်ဘောမှပြီးတော့မဲဆွဲပြီးတာဘောမှပြီးမဲဆွဲတာရိုးရိုးမဆွဲဘူးတစ်ဖက်သားပေါ်ကိုမဟုတ်ကဟုတ်ကပေါက်ပန်း40အောက်တန်းကြဆန်ဆန်ရိုင်းဆိုင်ပြီးတော့သူ့ခြုံသားအတင်ငန်းတော့တော်ဆန်းစုယူပိတ်ထားတဲ့ခိုင်းနိုင်တာကြည်ရှစ်စရာကြီးဒါဘာသာအောင်တမင်တဲ့ဖြစ်စည်းပြနေတာမဟုတ်ဘူးလားဗျာတင်ငန်းခြုံသားရဲ့ယဟန်တပါးအဲ့လိုစကားမျိုးတွေပြောထိုက်တာပြောတင်တာနော်ရှိပါတယ်တော်လိုင်းပဲအချမ်းမှာလဲခုနကပြောသလို ိုတိုင်းပြောတဲ့ပုံကိုယ်တွေရှိတာကျွန်တော်တို့တွေအားမပေးဘူးဘာလို့ဆိုတော့ယဟန်ဆိုတာယဟန်စကားပြောရမယ်ဓမ္မဘက်မှာယက်တည်ရတာယဟန်ဆိုတာလူပုဂ္ဂိုလ်ဘက်မှာယက်တည်ရတာပုံနော်ပြီးအတ္တမလုံမဲ့အကြောင်းယဟန်ပြောခွင့်မရှိချင်းချင်းလေးအခုငပေါက်ပြောနေတာနဲ့ငပေါက်လုံနေတာဒီဓမ္မဘက်ယက်တည်ပြီးတော့ဓမ္မစကားပြောနေတာအတ္တမဘက်ယက်တည်ပြီးတော့အတ္တမစကားပြောနေတာအဲ့တော့သင်္ကန်းကိုခြုံထားပြီးတော့ဒီလိုအာဓမ္မပဲရက်တည်ပြီးတော့အာဓမ္မစကားပြောနေတာဒီတာတနာပြုတ်တာလားတာတနာဖြစ်တာလား အဲ့ဒါအဖြေပဲအဲ့တော့သာသနာပြန်ပွားရဆိုတော့ဘုနည်းကပြောလို့ဒီမြတ်စွာဘုရားရဲ့နော်အစအစုံးမတွေတော့လက်ဆင့်ကမ်းလာတယ်ဘလို့တန်ခါတယ်တန်ခါတော့အရှင်သူမြတ်တွေကလက်ဆင့်ကမ်းလာတဲ့အတွက်ခင်းဆက်ဆက်တီးဝင်ရတယ်ဒါကြောင့်မို့လို့ယတနာထိုက်တဲ့တန်ခါလို့ခေါ်တယ်နော်အဲ့တော့လက်ဆင့်ကမ်းတဲ့နေရာမှာဘုရားရဲ့အစုံးမအတိုင်းကိုလက်ဆင့်ကမ်းလို့ထေရဝါဒဖြစ်လာတယ်အခုငပောက်ပြောနေတဲ့ဇကားတွေစိတ်ဓာတ်တွေမူတွေလောက်ရက်တွေအားလုံးဟာ ဖရာရဲ့တရားတော်ဒေသနာတော်တွေနဲ့ကိုက်ညီတာမကိုက်ညီဘူးလားတချို့ကမကိုက်ညီစိုက်ကြည့်ပဲလို့မဟုတ်ဘူးလားအဲ့ဒါဆိုသာသနာကိုပြုတ်နေတာသာသနာကိုဖျက်နေတာအဲ့ဒါအဖြေပဲအမျိုးမာတာသာသနာအောင်းနဲ့မမတာဘူးအဲ့ဒါအဖြေပဲနော်ဘာမှဟိုပါဠိလိုပတ်စစ်လိုရွတ်မနေနဲ့ရွရွရှင်းချင်းလေးပဲနော်ရွရွရှင်းချင်းလေးအဲ့တော့ဖရာကအတ္တမမလုပ်ခဲ့ဘူးသူကအတ္တမလုပ်ဖို့ဟောတယ် ဖះစကားရဲ့ဂျောင်းပြန်နေကိုလောက်တာဒီဘာလို့လဲအတ္တသာသနာဖြစ်တာဇေဒီရွတ်ဖြုံမှာသာသနာဖြစ်တာမဟုတ်ဘူးဇေဒီတစ်ခုကိုဘာသာတယောက်ကလာပြောလိုက်နောက်ထပ်ဇေဒီမောင်မြတ်များစွာရှိသေးတယ်ဗကံမှာဆိုတနေ့လုံးလိုက်ဖြုံတော့ကောင်းမဟုတ်ဘူးနော်ရုပ်ပွားတို့ဖြုံလိုက်လို့ရုပ်ပွားတော့တစ်ခုဖြုံလိုက်နောက်ထပ်ရှိတယ်ကဘာမှာရုပ်ပွားတော့အများကြီးဒါပေမဲ့ဒီလိုမျိုးပေါက်ပန်းလေးစေပြောတာဒီသာသနာကိုပြုတ်တာမဟုတ်ပဲနဲ့သူ့စကားကိုအခုသူ့ကိုယုံကြည်တဲ့လူသူတို့ပြူစောတိတွေရှိမှပြူကွေးတွေ သူစကားကိုနေ့တိုင်းကြားနေတဲ့လူပြောက်ကသူပြောတာအမှန်လို့မထင်ပါဘူးလားကြဲသွားပြီစလွဲပြီအမှအဲ့ဒီသူစကားကိုနားထောင်ရတဲ့ view ခွေးတစ်ကောင်ကနောက်ထပ်သားလေးတွေတမီးလေးတွေမွေးလာတယ်သူကိုဖေးကိုတိုင်းလွဲပြီဆိုရင်အဲ့ဒီမွေးလာတဲ့သားသမီးတွေဘယ်လိုဖြစ်မလဲတဲလို့မရတော့ဘူးအဲ့တော့ဒါကမျိုးဖြစ်တာမဟုတ်ဘူးလားအဲ့တော့အမျိုးမာနာသာသနာအော်တာသူတို့ပါစကအော်တာအဲ့ဒီအမျိုးမာနာသာသနာကိုဖြစ်တာသူတို့ကိုလည်းဖြစ်တာနော်ဒီသက်ရှင်းတာမရှိတော့ဘူး အဝိဓမ္မာခင်ယူမဲဆိုတာနေမယ်နော်နဲကြော်လိုက်မယ်နော်ဒီကောင်စကားကျိုးပြီးသွားတာလေအားလုံးလည်းခင်ဗျားတို့ဒါကိုညင်းပယ်လို့မရဘူးတနားယူတိတ်ဆိုင်လည်းမှာအကြောင်းလည်းတစ်ခုကြီးလုပ်ပေးခဲ့လို့ဟုတ်နားအကြမ်းခိုင်လက်ရှိလက်ရှိဆိုလို့ရှိရင်ဥက္ခရကဥက္ခရင်ဥက္ခရင်ရဲ့ဘဝလမ်းကြောင်းဘဝရောက်ခဲ့တဲ့လမ်းဒီမှာဟုတ်လားဥက္ခရင်ရောက်ရောက်ခဲ့တဲ့လမ်းဒီဥက္ခရင်ရောက်ခဲ့တဲ့လမ်းဒီယူလူပြအတိုးပြူခဲ့တဲ့နေရာတွေအကုန်လုံးကြည့်ဥက္ခရင်အတက်ကခုဆိုရင်80ကျော်80ကျော်ကြီး80ကျော်လောက်တဲ့အခါမှာခုလုံးစုရဲ့လုံဆောင်ချက်တွေသူ့ရဲ့အတက်နဲ့အရွယ်နဲ့မလိုက်အောင်သူကလာပြီးမှလုံဆောင်ချက်တွေအကုန်လုံးတနိုင်ငံလုံးပြပြီးမှပြည်သူလူထုနဲ့ရှိတွေ့မှုတွေလုံဆောင်ချက်တွေဗတိတဝဲတွေတူးပြူထားတဲ့အရာတွေကိုအဲ့တော့ကြွချက်နာကကြံ့ခိုင်ရအလုပ်လက်တွေ့တမလား ။ဟိုအဲ့ဒါပြည်သူလူထုကထိတွေ့တူတော့ခဲ့ရဘာဘာလို့လောက်တာလဲ။ तू မဲရဖို့တို့အာနာရဖို့ရှောက်ပြီးတော့မဟုတ်ကဟုတ်ကကလိန်ကချစ်တွေနဲ့မဲလိုက်ဆွဲနေတာအဲ့ဒါအလုံးလောက်တာလား။ဟိုမတိလို့မေးတာအဲ့ဒါတိုင်းပြည်သူအလုံးလောက်တာလား။ဟမ်တွေ့ထဲပတ်စံနဲ့ကောင်းတာမဟုတ်ခိုးထားတဲ့ပတ်စံတွေနဲ့ဟမ်ပြီးတော့ဘာလို့လောက်တာလဲ။အဲတိုင်းပြီမဲရဖို့ဟမ်အလုပ်တမလားဆိုတာကိုခင်ဗျားတို့ ပါလိုက်မယ်နော်လက်တွေ့ဓမ္မလားအလုပ်ဓမ္မအပြောဓမ္မလားဆိုတာကိုအပြောနဲ့အလုပ်လို့တခြားထဲကြာလာဆိုတော့လေခဏတို့ငါးနှစ်တာကာလအတွင်းမှာလဲပုံကိုပြီးမှလက်ပြပြကြရယူပါရနော်အဲ့တော့ခုနကလူငယ်နဲ့တွေ့တယ်တဲ့ခင်ကြီးအခုတူလောနေတာခင်ကြီးတို့ကလောနေတာနော်လူငယ်တွေ့တဲ့ဗီဒီယိုဖိုင်နဲ့ကျွန်တော် future federal မှာတင်ထားတယ်ဘာဖြစ်လဲသားဆိုရင်နဲ့ကြားဖြစ်ကမယ်တမီးဆိုရင်ထီးဖြစ်ကမယ်ကြားဘူးလားအဲ့စတဲ့လူဟမ်သားဟာအားဖြစ်ကမယ်ကြားမဖြစ်နဲ့တမီးဟာထီးဖြစ်ကမယ်မီးမဖြစ်နဲ့စကားပုံကအဲ့ဒါ အဲ့ဒါကိုဘယ်ရမလို့နစုံနပြကြားထားတယ်မသိဘူးခီခီဟမ်ဝိုက်ကက်ခီအခုတူလောနေတယ်တူမဲ့လေခီတိလားငပေါ့မေရောငပေါ့နှမောခီယူပေးထားတာအဲ့ဒါတူလောပေးနေတာဟမ်ဂျောင်းပြန်နေပြောတာစကပုံတော့မှပောက်ပန်း40ပြောနေတာအဲ့ဒီကောင်ကအခုမိုးတင်နေတာပင်ကားလေးတွေရခိုင်ပြည်နယ်မှာဒီလူမျိုးရေးပဋိပက္ခဘယ်ရစတယ်အဲ့လက်ပတ်နေခီမွေပြစ်ခဲ့တာစွမ်းအားရှင်လက်ပတ်နေဆိုကြားဘူးလေမလားအေးအဲ့ဒါဘာလို့လဲခီခေါင်းကိုင်းတိုင်းပြည်ကိုအဲ့လိုစနစ်တကျဖျက်ဆီးခဲ့တာ နော်ငါတို့ပြောတော့ငါ့ကိုလာတတ်မှာတတ်လိုက်တခိုးတွေကြဘိုးတွေလူရုပ်တွေကိုကြည့်ဟမ်ဘင်္ဂါလီ9000ကျော်ကိုဝိုက်ကတ်တွေထုတ်ပေးတယ်ရော့ရော့မင်းတို့ငါတို့ငါတို့ကြက်ခိုင်ဖူးပြွေးပါတီကိုမဲပေးပြီးမင်းတို့ငါတို့နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုပြီးတော့ဟောအဲ့အဲ့ဝိုက်ကတ်တွေကန်ပြီးတော့ဘင်္ဂလားဒေ့ဒုက္ခတဲ့စကားမှာအော်ဟောကပါဦးတမန်ကြီးပါကျွန်တော်တို့ကမြန်မာပြည်သားတွေပါတယ်အဲ့ဘလူးရှော့ထားဟမ်အဲ့အဲ့ဒီခင်ယူလော်မင်းနေတာသူတို့ကနောက်ထပ်ပြောမယ်ဆိုအများကြီးပြန်နေတယ် တချို့နိုင်ငံရေးသမားတွေကအပြောလားလက်တွေ့လားဆိုတော့လေခင်ဗျားတို့အပြောထဲမှာမျောပြီးမှဒုက္ခရောက်တယ်ဆိုဒီနေ့ဒီချိန်ချီပဲဆိုတော့လေပြည့်စုံချင်ပါလေနော်အဆုံးသင်းပြောချင်တာကတော့ဟုတ်လားဒီလိုလူလူဒီလိုပြည်ဦးတွေမျိုးလူမျိုးသားတွေရွာလူရွာသားတွေဟုတ်လားဘောက်ကုံတော်တို့ပြောလိုက်တဲ့လူတွေဟာလုံးမကြဘူးဒီလိုလူလူပေါ်နိုင်ကျင်တယ်လူလူတို့ပေါ်ဆောက်ဆောင်ရေးမကောင်းဘူးဟုတ်လားအဲ့လိုဘောက်ကုံတော်တို့ပြောလိုက်လို့မှဟုတ်မလားဦးသင်းတို့ကိုယ်တိုင်အဲ့လူတွေရဲ့ဟုတ်လားແລະສຸຍາແຕ່ແຕ່ວ່າແລະສຸຍາແຕ່ແຕ່ວ່າອຸເຊນໂນວ່າບໍ່ເຮົາຍິນເນາະວິບັນທောက်ປ략ແດ່ຫາຊິແດ່ສຸລາວ່າປິລູລູມາອ່າລົງແລ້ວ ငပေါ့ရဲ့အခုလက်ရှိနေပြည်တော်မှာဗလီစောင့်နေတာ NND အစိုးရတာစောင့်ကြည့်ရန်မင်းတို့တွေအဲ့ဒီပုံစံနေမှလားငါအဲ့လာပဲပြောမင်းတို့ကိုယ့်အကိုပဲဖြစ်ငါတို့မဖြစ်နဲ့ငါတို့ဖြစ်မင်းတို့လိမ်မှတီးပြီးသားနော်နေပြည်တော်မှာအခုမင်းအောင်လိုင်စောင့်နေတဲ့ဗလီဒီ NND အစိုးရလက်ထက်မှာဒေါ်အောင်ဆန်းစုကြည်စောင့်နေတယ်ဆိုရင်မင်းတို့တွေဒီအတိုင်းနေမှလားကိုယ့်အကိုဖြစ်ရောက်ကြဆိုရင်တီးလား နေပြီးတဲ့ချိန်မှာပြောနော်အဲ့တော့ပြည်ဦးလူမျိုးကြီးကြောင်းလဲကြောင်းလဲစေချင်တယ်ဒီထက်မကပြည်ဦးလူမျိုးကြီးတိုးတက်စေချင်တယ်ဒီထက်မကပြည်ဦးလူမျိုးကြီးငြိမ်းချမ်းစေချင်တယ်ဆိုရင်ကိုရွေးချယ်တဲ့အမတ်လောင်းကစစ်မှန်မှုလိုပါတယ်ဗျာနော်အပြောနဲ့အလုံးနဲ့တစ်ခါတည်းကြားတဲ့အမတ်လောင်းတွေကိုရွေးချယ်ပါလို့ပြောချင်ပါတယ်ဗျာနော်ဥစဉ်ကတော့ပေါ်ချုံနဲ့ထုံနဲ့ပြည်ဦးလူမျိုးကိုမတ်လောင်းရွေးချယ်ချင်ပြီးပြည်ဦးလူမျိုးလူသားများအားလုံးအတွက်ဒီလူလူတွေအတွက်ကံကောင်းခြင်းတမျိုးလိုပဲဥစဉ်ကတော့တုံ့တက်ချင်ပါတယ်ဗျာအားလုံးလာပါလေကြက်ဗီဒီယိုလည်းနည်းနည်းရှင်းနေပြောတဲ့စကားအများကြီးမပြောချင်တော့နော်အဲ့ဒီဒေါအောင်ဆန်းစုကြည်ကိုစော်ကားထားတယ်လို့ဆိုတဲ့အရာတစ်ခုနဲ့ကျွန်တော်တအားဗီဒီယိုဖိုင်လောက်လာပါနော်အဲ့တော့ໃຈໃຈမໃຈໃຈပြာမှန်တယ် သူ့အနေနဲ့ဒေါ်ဆန်းစုကြည်ကိုမကြိုက်ဘူးဒေါ်ဆန်းစုကြည်ဒီမဖြစ်တဲ့ညာဖြစ်တယ်ဒါပေမဲ့ဝစ်ထားတာတင်ငန်းချုပ်ပြီးတော့ကဒုံတုံးပြီးတော့ကိုယ့်ကိုယ်တန်ခါပါလို့တတ်မှတ်ထားတဲ့ပုံကိုတယောက်ကအဲ့လိုမမတ်ရရင်ပြောခွင့်ရှိလားအဲ့ဒါလေးပဲကြည့်ပါတို့ပဲကိုယ့်ပဲဆိုခဏထားလိုက်နော်ရှိလားအဲ့ဒါဖြစ်ပဲအဲ့တော့ငပေါ့ကိုကိုးကွယ်နေလက်ခံနေတဲ့ဒီပြူပြူစောတိကြီးဝင်းနေနေမင်းတို့ကြည့်ပါမင်းတို့တကယ်အမျိုးပါတာကိုတကယ်ချစ်တာလား အမျိုးဘာသာတကယ်ရှိတယ်ဆိုအရှင်းမှာငါရှင်းခဲ့တယ်ငါပေါ့ကအမျိုးအမျိုးဘာသာရောဖြစ်နေတဲ့သာသနာဖြစ်ဘာသာဖြစ်လူယုံမှာနော်ပါရာဇိက၄ပါးလုံးကြနေတဲ့အောက်တန်းစားအလစ်စီကောင်နော်မေကြီးငါပေါ့ကမပါရာဇိကကြလားမကြဘူးလားမျက်နှာကိုဆက်ဆက်ကြည့်ပြီးမေကြီးနော်အဲ့တော့ပါလာစီကကြားထားတဲ့ပုံကိုတယောက်ကဘယ်တော့မှယဟန်မဖြစ်တော့ဘူးငပောက်ကပြောဆိုမှုတွေလောက်ရက်တွေအရာအားလုံးကပါလာစီကကြားလားမကြားလားသူ့မျက်နှာကိုစစ်စစ်ကြည့်ပြီးမေးကြည့်နော် တော့ကျွန်တော်တို့တိုင်းပြည်မှာရင်နာဖို့ကောင်းလို့တဲ့အရှင်းမှာကျွန်တော်ပြောခဲ့သလိုပဲလူများနိုင်ငံတွေကဘာကြီးမှာတနိုင်ငံနဲ့တနိုင်ငံပြိုင်ဆိုင်ပြီးတော့ဘလို့တိုးတက်ကမလဲငါနိုင်ငံကိုတိုးတက်ရအောင်ဘလို့လောက်ကမလဲပြောနေကြတဲ့အချိန်မှာကိုယ်နိုင်ငံမှာကအဲ့ကဘာကြီးရဲ့လေးစားရတဲ့လူရဲ့ထောင်ထဲဖမ်းထည့်တာကုန်းစုံဆိုင်တော်မှစီမံခန့်ခွဲမတတ်တဲ့တခိုးဂျဘိုးတွေကတိုင်းပြည်ကိုတက်အောင်ချုပ်ဖို့လုပ်တယ်ဘလို့ရင်နာဖို့ကောင်းလဲစဉ်းစားကြည့်တယ်လူများနိုင်ငံသူတို့နိုင်ငံကိုကဘာတိအောင် နော်ကမ္ဘာဆွဲဆောင်လာအောင်ခီးတော့လုပ်ငန်းဆိုတော့ခီးတော့လုပ်ငန်းဖွင့်ပြလာအောင်မျိုးစုံလုပ်နေကြတာ promotion နဲ့စင်ဟမ်အခုဒီထိုင်းဝန်ကြီးချုပ်ပေထုံတန်းဆိုပထမတရုတ်ကိုတွားတယ်ဘောင်းတွားတာတရုတ်ခီးတွားဒီနှစ်နဲလို့လာမယ့်နှစ်မြန်မြန်လာအောင်တွားပြီးလှုပ်ဆော်စီးယုံနေတရုတ်တွေကိုမှတ်လုံးပေးအောင်လုပ်တယ်ဘာလို့လဲသူတို့နိုင်ငံဝင်ဝင်ရဖို့အတွက်သူတို့နိုင်ငံကဘာစိတ်ဝင်စားအောင်ကဘာလူတွေလာချင်းအောင်နော်ဥပဒေတွေမျိုးစုံစေးချောက်တွေဆိုမှလိုင်စင်နဲ့ချပေးတယ်မြန်မာပြည်မှာလည်းချပေးခြင်းအားထအောင်လာမယ်တကြက်တည်းညာ ပြည်သာဥပဒေဆိုရင်တော့မထပြီးအော်ချတယ်နောက်ဖာမရှိဘူးလားမေဟိုးတော်နယ်ရက်ကွက်ကစားဖာရှိတယ်ဟမ်အဲ့တော့ဘလောက်ရင်တော့ကောင်းလဲစဉ်းစားကြည့်ဒေါအောင်ဆန်းစုကြည်ဆိုတာမြန်မာပြည်မှာအနည်းဆုံး60ကျော်ရာခိုင်နှုန်းဒါကိုကိုမောင်မန်းကတော့60ကျော်ဆိုတာအနည်းဆုံး80 80လောက်ကသူ့ကိုထောက်ခံတဲ့ပြည်သူရှိတယ်နော်ဒါ60ဆိုတာသူတို့စစ်တပ်ထောက်ခံတဲ့ကိုမောင်မောင်ကိုယ်တိုင်မှန်းထားတာနော်အဲ့တလောက်လူထုထောက်ခံမှုရှိတဲ့ခေါင်းဆောင်ကို တိုင်းပြည်အတွက်အတုံးမချဘဲနဲ့ဖမ်းပြီးထောင်ထဲထည့်ပြီးတော့သူ့မှာကြည်ညာတော့လေကုံစုံဆိုင်ဆိုင်တော့မရှိဘူးဒီမျိုးသမီးကိုဝယ်တဲ့တဲ့နဲ့သတင်းစာတွေလက်ညှိုးထိုးလိုက်တီဗီကလက်ညှိုးထိုးလိုက် Facebook ကလက်ညှိုးထိုးလိုက်ဟမ်မင်းတို့လည်းမဆက်ဘူးလားယောက်ျားတွေစစ်ကောင်းဆောင်တွေယောက်ျားကြီးတွေလို့ပြောပြီးတော့မဆက်ကြဘူးလားတိတ်ခါလည်းမရှိတမာတိလည်းမရှိကွာတကယ်တကယ်ဟိုဒုနိုင်ငံမှာလေဒီပွဲခက်မြန်မြန်ပြီးရှင်တယ်ကျွန်တော်အကောင်းဆုံးလားကိုတခုခုတန့်ရှင်းလိုက်ပုံစံမျိုးတကယ်ကိုမွန်းကြမှုတွေပျော့ပျော့သွားနိုင်တယ် ဒါတွေကိုမြင်နေတွေ့နေရအခုလူတွေဖြစ်လူကတွေဒေါသတွေဖြစ်ဆိုတော့တကယ်ကိုစိတ်ပျက်စရာကြီးနိုင်ငံကြီးဖြစ်နေတယ်အကောင်းကျလားတခါကျရင်အော်ငါတို့တွေကပြည်ပမှာနေနေတာအေးစစ်စစ်ရှင်းရှင်းပြောရင်တော့ကိုယ့်ကိုဖင်ပြဲပြီးတော့ရက်ခတ်ပြီးနေလို့ရတယ်နော်အော်ဒါမှမဟုတ်ကိုယ့်နိုင်ငံအတွက်လူများနိုင်ငံတွေအခုလိုပေါ့လိုက်ရှင်ကြည့်မခံနိုင်နေဖြစ်မခံနိုင်နေဖြစ်ဒီကောင်တွေရုပ်မာတဲ့လုံနေတဲ့ဟာတွေကိုကမြင်မြင်ဒေါသတွေထွက်အဲ့တော့ပါမိအော်လုံးတဲ့ခြံတစ်ပတ်လင်းနေအမှန်တည်း